မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ထိတ်လေဘိတ်ကနန်တောင်းလုံးပေါင်းရှင်ပရိအားနဲ့ယူတဲ့နီကို20နဲ့တကွာအချင်းပြပေးတော့မှာဖြစ်ပါတယ်ပရိအားနဲ့20နံပါတ်3ပေါ့နော်နောက်ထပ်ဗီဒီယိုမှာလည်းကျွန်တော်တို့ပရိအားနဲ့20ကိုလည်းတင်ပြဖို့ရှိတယ်ပေါ့နော်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ပေဘရိတ်ကနန်နှလုံးပေတဲ့နီကိုရှင်းသူလေ့လာကြည့်မယ်ပေါ့နော်ဒီ9လေးလေး9ခု9တော့မြ6တော့ကနေစပြီးတော့ပြပေးတော့မှာဖြစ်ပါတယ်2024ကဟာဒီပေါ့နော် ဲ့ဒီမှာနံပါတ်1အနေနဲ့ကျွန်တော်6ရက်7ရက်ဒီပရိနှလုံးကို ပေးတာဖြစ်ပါတယ်။ချပြီးသွားတာက9လေးလေးဆိုတဲ့အတွက်ကြောင့်မို့ထိတ်နေပေးကနန်း3လုံးပေါင်းရှင်3ပရိချပြီးသွားတာဖြစ်ပါတယ်။နံပါတ်2အနေနဲ့တနည်းအရာ3ရှိပရိကို ပေးတာဖြစ်ပါတယ်ဗောနော်3ရပါပါရှိ3ရှိပရိကိုပေးတာချပြီးသွားတာက9ခွန်9ဖြစ်ပါတယ်။ကိုခွန်ကိုဆိုတဲ့အတွက်တုံးလုံးပေါင်းရှင်းဒီ၅ပရိဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်၃ရှိပရိပေးတာโอเคတယ်ခင်ဗျာ နံပါတ်3အနေနဲ့9တုံများပရိတ်ကိုပေးတာဖြစ်ပါတယ်။တုံများ63ဆိုတဲ့အတွက်ကြောင့်မို့ကိုပရိတ်ဖြစ်ပါတယ်။အဲ့ဒါနံပါတ်၄မှာတော့ကျွန်တော်တို့၄နဲ့၉နဲ့အဲ့ဒီပရိတ်နှလုံးပေးတာပေါ့နော်၃၉၅ဆိုတဲ့အတွက်ခုနှစ်ပရိတ်ဖြစ်ပါတယ်နံပါတ်၅မှာတော့ကျွန်တော်၃၅ပရိတ်ကိုပေးတာဖြစ်ပါတယ်ခြားပြီးတော့တာက၆၃၃ဆိုတဲ့အတွက်ပေါင်းရှင်၉ပရိတ်ခြားပြီးသွားတယ်ပေါ့နော်၃၅ပရိတ်ပေးတာ၉ပရိတ်ခြားပြီးသွားတယ်နံပါတ်၆မှာ တုံများငါးပရိတ်ကိုပဲပေးတာပေါ့နော်။ရှောင်းနေရှောင်းဆိုတဲ့အတွက်ပေါင်းရှင်၄ပရိတ်ချပေးသွားခဲ့တာဖြစ်ပါတယ်။နံပါတ်9နံပါတ်9မှာတော့တင်းရှောင်းပရိတ်ကိုပေးတာဖြစ်ပါတယ်။၄၈တင်းဆိုတဲ့အတွက်သုံးလုံးပေါင်းရှင်၃ပရိတ်ချပေးသွားတယ်ပေါ့နော်။တင်းရှောင်းပရိတ်ကိုပေးတာ၃ပရိတ်ချပေးသွားတာဖြစ်ပါတယ်။နံပါတ်6နံပါတ်6မှာတော့၉လေးပရိတ်ကိုပေးတာဖြစ်ပါတယ်။၅၉ရှစ်ဆိုတဲ့အတွက်သုံးလုံးပေါင်းရှင်၄ပရိတ်ဖြစ်ပါတယ်။နံပါတ်9နှစ်ခွန်ပရိတ်ကိုပေးတာ 6ဆိုတဲ့အတွက်ထိန်းသိမ်းပေးသုံးလုံးပေါင်းရှင်၈ပြိပေါ့နော်နံပါတ်10 6တပြိကိုပေးထားတာဖြစ်ပါတယ်6 9 3ဆိုတဲ့အတွက်9ပြိချပေးထားတာဖြစ်ပါတယ်ခင်ဗျာနံပါတ်7မှာတော့20အရာ8 3ပြိကိုပေးထားဖြစ်ပါတယ်9 9 3ဆိုတဲ့အတွက်9ပြိချပေးထားခဲ့တာဖြစ်ပါတယ်နံပါတ်7ငါ၃ညပြိကုတ်ပေးတာဖြစ်ပါတယ်ငါ၃ညလေးဆိုတဲ့အတွက်၃လုံးပေါင်းရှင်၉ပြိချပေးသွားတယ်ပါနော် ငါးတုံများကိုပြငါးတုံများပြိပေတာကိုပြိချပေးသွားတာဖြစ်ပါတယ်။နံပါတ်73မှာကိုလေးပြိကို ပေးမှာပေါ့နော်။ငါးတုံညာ3ဆွေအတွက်10ပြိဖြစ်ပါတယ်။နံပါတ်74မှာတော့ကိုလေးပြိကိုပဲပေးတာဖြစ်ပါတယ်။336ဆွေအတွက်၃လုံးပေါင်းရှင်းသည့်2ပြိချပေးသွားတယ်ပေါ့နော်။နံပါတ်55တေလျှောပြိကိုပေးတာဖြစ်ပါတယ်။၃ညာ4တေဆွေအတွက်ပေါင်းရှင်း9ပြိဖြစ်ပါတယ်။ နံပါတ်16နံပါတ်16မှာ6လေးပြိတ်ကိုပယ်တာဖြစ်ပါတယ်။6လေးပြိတ်ပယ်မှာဆိုရင်6 6ခုဆိုတဲ့အတွက်ပေါင်းရှင်းတိပြိတ်ပေါ့နော်။နံပါတ်16 35ပြိတ်ကိုပယ်တာဖြစ်ပါတယ်။6တုံများ6ဆိုတဲ့အတွက်ပေါင်းရှင်းနေပရိပေါ့နော်နံပါတ်78မှာတော့တွင်နည်းအရာ5တုံများပရိကို ပေးတာဖြစ်ပါတယ်6တုံများ6ပြီးတော့6 6နေဆိုတဲ့အတွက်၄ပရိချပေးသွားခဲ့တာဖြစ်ပါတယ် โอเคနံပါတ်16ချိန်ထိရှိသွားပြီဖြစ်ပါတယ်ဗောနော်နံပါတ်19ကိုထပ်ပြီးလေ့လာကြအောင်နံပါတ်19မှာဆိုရင်3ည5ပြိကိုပေးတာဖြစ်ပါတယ်โอเคဒီမှာနံပါတ်19ဗောနော်နံပါတ်19မှာ3ည5ကိုပေးတာဖြစ်ပါတယ်3ည5ဒီ gap today ဖြစ်ပါတယ် gap today ဗောနော်ဒါသုံးလုံးပေါင်းခြင်းပြိနှလုံးကိုပေးတာဖြစ်ပါတယ်665ဆိုတဲ့အတွက်ကြောင့်မို့9ပြိဖြစ်ပါတယ်နံပါတ် နှစ်စိမ့်ပေါ့နော်နံပါတ်နှစ်စိမ့်မှာဆိုရင်ကိုးလေးပရိတ်ကိုပေးတာဖြစ်ပါတယ်ကိုးလေးပရိတ်ကိုပေးတာကိုးရှောင်းနှစ်ဆိုတဲ့အတွက်ပေါင်းရှင်းခုနှစ်ပရိတ်ချပေးသွားတယ်ပေါ့နော်နံပါတ်23မှာတော့ကိုးလေးပရိတ်ကိုပေးတာတုံညလေးလေးဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်း7ပရိတ်ဖြစ်ပါတယ်နံပါတ်20နဲ့နှစ်ပေါ့နော်နံပါတ်20မှာ73ပရိတ်ကိုပေးတာဖြစ်ပါတယ်နှစ်နှစ်တည်းဆိုတဲ့အတွက်ပေါင်းရှင်း9ပရိတ်ပေါ့နော်နံပါတ်20နဲ့3ခွန်နှစ်ပရိတ်ကိုပေးတာဖြစ်ပါတယ် ခွန်နိပလိတ်ကိုပေးတာ၈၄၃ဆိုတဲ့ပေါင်းရှင်၅ပလိတ်ဖြစ်ပါတယ်။နံပါတ်20နဲ့၄၆၁ပလိတ်ကိုပေးတာဖြစ်ပါတယ်။60ပြိတ်ကိုပေးတာ663ဆိုတဲ့အတွက်ပေါင်းရှင်9ပြိတ်ပေါ့နော်။နံပါတ်က25ပေါ့နော်။နံပါတ်25မှာဆိုရင်63ပြိတ်ကိုပေးတာဖြစ်ပါလေ။နှစ်တုံညာ9ဆိုတဲ့အတွက်ပေါင်းရှင်10ပြိတ်ပေါ့နော်။နံပါတ်26မှာ49ပြိတ်ကိုပေးတာ 2025နှစ်ဦးခွန်ခွန်ကိုဆိုတဲ့အတွက်သုံးပရိချပေးသွားတယ်။နံပါတ်20ခုမှာ35ပရိကုတ်ပေးတာခွန်3မြ3မြဆိုတဲ့အတွက်9ခုနှစ်ပရိပေါ့နော်။နံပါတ်28မှာတော့တစ်ချောင်းပရိကုတ်ပေးထားတာဖြစ်ပါတယ်။3ခွန်ခွန်ဆိုတဲ့အတွက်ခုနှစ်ပရိချပေးသွားတာဖြစ်ပါတယ်။နံပါတ်29 6ပရိကုတ်ပေးတာ69လေးဆိုတဲ့အတွက် ပေါင်းရှင်းတစ်ပရိ30ပေါ့နော်။ ၃ရှစ်ပရိတ်ကိုပဲတာ963ဆိုတဲ့အတွက်ပေါင်းရှင်း၄ပရိတ်ဖြစ်ပါတယ်31 6လေးပရိတ်ကိုပဲတာဖြစ်ပါတယ်68ခွန်ဆိုတဲ့အတွက်ပေါင်းရှင်းဒီဒီပရိတ်ပေါ့နော်နံပါတ်32မှာနိခွန်ပရိတ်ကိုပဲတာဖြစ်ပါတယ်နိနိခွန်ဆိုတဲ့အတွက်ပေါင်းရှင်းဒီပရိတ်ပေါ့နော်နံပါတ်33မှာ6ဒီပရိတ်ကိုပဲတာ388ဆိုတဲ့အတွက်ပေါင်းရှင်း9ပရိတ်ချပြီးသွားခဲ့တာဖြစ်ပါတယ် အချိန်အဖြစ်30နဲ့3ချိန်အထိပြန်ပြင်မရှိသေးဘူးပေါ့နော်ပရိနှလုံးပယ်တဲ့နည်းဖြစ်ပါတယ်โอเคကျွန်တော်တို့သူ့ရဲ့ twenty ကိုအတူတူလေ့လာကြည့်အောင်ပါခင်ဗျာနံပါတ်30နဲ့4ချိန်အထိတက်ပြီးချပေးတော့အောင်လားပေါ့နော်โอเคသူ့ရဲ့ twenty ကိုလေ့လာကြည့်အောင်ဒီ66နဲ့65တပင်ကနေတပင်ရှင်တပြပေးတော့မယ်ပေါ့နော်3 gap to the number 1ပေါ့နော် ကျွန်တော် share ပရိတ်တွေ့တဲ့နေ့မှာလည်းပရိတ်ပယ်တဲ့နေ့ကိုလည်းထည့်ပေးထားပြီးဖြစ်ပါတယ်။အခုကတော့ကျွန်တော်ပရိတ်ပယ်တဲ့နေ့နောက်ထပ်တနေ့ပေါ့နော်။ကျွန်တော်နောက်ထပ်ဗီဒီယိုမှာလည်းအဲဒီပရိတ်နှလုံးပယ်တဲ့နေ့ကိုလည်းတင်ပြဖို့ရှိသေးတယ်ပေါ့နော်။ဒီ၆၆နှစ်၆၆၅အဲဒီနှစ်ပင်ကိုမူတည်ပြီးတော့ကျွန်တော်၉၆နှစ်ရှားပြီးသားတဲ့ပင်ကို လေ့လာကြည့်မယ်ပေါ့နော်။အစားအနေတော့ကျွန်တော်မပြတော့ဘူး။ဟဲ့တနေ့အရာဒီ နင်းနဲ့ဒီ9နဲ့ပေါင်းရှင်းက9ရတယ်ဗောနော်ခွန်ကိုအနောက်ကနင်းနဲ့ပေါင်းရှင်းက9 9ဖြစ်ပါတယ်အဲ့ဒီ9ကို9နဲ့ပေါင်းမှာဖြစ်ပါတယ်9ပေါင်းတော့14 9လေးပြိကိုပေးထားတာဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာကသူက96နှစ်ဆိုတဲ့အတွက်ကြောင့်မို့ထိတ်လေပဲ3လုံးပေါင်းရှင်းဒီ9ပြိချပေးသွားခဲ့တယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်9လေးပြိကိုပေးတာ OK တယ်ခင်ဗျာ ကိုလေးပြိပေတာခုနှစ်ပြိကိုးရှောင်းနေချပေးသွားတယ်ပေါ့နော်နောက်ထပ်တစ်ပြင်မှာလည်းအဲ့ဒီနေ့အတိုင်းပဲဒီ9ရက်နေ့ရထပ်ပေါင်းมาဖြစ်ပါတယ်9ရက်နေ့ရပေါင်းရှင်းခွန်ခွန်ကိုလေးနေနဲ့ပေါင်းရှင်းကိုးဆိုတဲ့အတွက်အဲ့ဒီတစ်ပြင်မှာလည်းကိုလေးပြိကိုပေးมาဖြစ်ပါတယ်၃ညလေးလေးဖြစ်ပါတယ်ပေါ့နော်ကိုးရှောင်းနေပြီးတော့နောက်ထပ်တစ်ပြင်မှာ၃ညလေးလေးဆိုတဲ့အတွက်ပေါင်းရှင်းရှစ်ပြိချပေးသွားတာဖြစ်ပါတယ်โอเค ကိုလေးပရိကိုပေးတာခုနှစ်ပရိချပေးသွားခဲ့တယ်ကိုလေးပရိကိုပေးတာတော့ညာလေးလေးရှစ်ပရိချပေးသွားတယ်ဗောနော်ဒီနင်းနဲ့လေးနဲ့ပေါင်းချင်း6ဖြစ်ပါတယ်6ကိုနင်းနဲ့ထပ်ပေါင်းတော့ရှင်းရတယ်ရှစ်ကို9နဲ့ပေါင်းတာ73 73ပရိပေးမှာဖြစ်ပါတယ်နောက်ထပ်တစ်ပြေမှာကနင်းနေတိဖြစ်ပါတယ်ဒါကြောင့်မို့၃လုံးပေါင်းချင်းက9ပရိပေါ့နော်73ပရိကိုပေးတာ9ပရိနင်းနေတိချပေးသွားတာဖြစ်ပါတယ်နောက်ထပ်၄နဲ့၁နဲ့ထပ်ပေါင်းတော့ ငါးဖြစ်ပါတယ်ငါ့ကိုနင်းတဲ့ဓာပေါင်းရှင်ခွန်ခွန်ကိုလည်းငါးနဲ့ပေါင်းရှင်စနစ်ခွန်နည်းပရိကိုပေးတာဖြစ်ပါတယ်ရှင်းလေးသုံးချပြီးသွားတယ်ပေါ့နော်ရှင်းရလေးရသုံးရအဲ့ဒီထိတ်လေပိသုံးလုံးပေါင်းရှင်ကငါးပရိဖြစ်ပါတယ်ဒါကြောင့်မို့ခွန်နည်းပရိကို ပေးတာအဆင်ပြေတယ်ပေါ့နော်နောက်ထပ်တစ်ပြင်တစ်သုံးပေါင်းရှင်လေးလေကိုနင်းတဲ့ပေါင်းချင်း6ဆိုတဲ့အတွက်6ကို9နဲ့ပေါင်း7 6တိပရိမှာ 863ချပေးသွားတာဖြစ်ပါတယ်863ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာ၃လုံးပေါင်းရှင်းက9ပြိဖြစ်ပါတယ်6တိပြိကိုပေးတာ9ပြိ863ချပေးသွားတာဖြစ်ပါတယ်33ပေါင်းရှင်း6 6ကို2နဲ့ပေါင်း8ဆိုတဲ့အတွက်83ပြိကိုပေးမှာဖြစ်ပါတယ်ရှေ့လျှောက်တော့ပြီးတော့သူချပြီးသွားတာဒီနှစ်တုံညာကိုဆိုတဲ့အတွက်ပေါင်းရှင်းတိပရိပါနော်ရှစ်တုံပရိကိုပေးတာတိပရိချပြီးသွားတာဖြစ်ပါတယ်နောက်ထပ်တစ်ခု တုံးကိုပေါင်းမယ်ပေါ့နော်တုံးကိုပေါင်းရှင်စနစ်နှစ်ကိုနင်းနဲ့ပေါင်းရှင်လေးရာတွေအတွက်ကြောင့်မို့လေးရေပါပါကိုပေါ့နော်လေးကိုပလေးကိုပင်ပါဖြစ်ပါတယ်ခွန်ခွန်ကိုဆိုတဲ့အတွက်ကြောင့်မို့တုံးလုံးပေါင်းရှင်ကအဲဒီမှာတုံးပလေးချပေးသွားခဲ့တယ်ပေါ့နော်မရတဲ့ပြင်ဒီကိုနဲ့ကိုနဲ့ထပ်ပေါင်းပေးရမှာ ဖြစ်ပါတယ်ဆက်ရှိရှိကိုနင်းနဲ့ပေါင်း30ဖြစ်ပါတယ်3ည5ပေါ့နော်3ည5ပြိတ်ကိုပေးတာ ခွန်၃ည၃ညဆိုတဲ့အတွက်ပေါင်းရှင်းခုနှစ်ပြိချပေးသွားတာဖြစ်ပါတယ်။နောက်ထပ်တစ်ပင်၉နဲ့၃ညနဲ့ပေါင်းရှင်း၉၉ကိုအနည်းနဲ့ပေါင်း၁၇ရာတွေအတွက်တချောင်းပြိကိုပေးမှာဖြစ်ပါတယ်။နောက်ထပ်တစ်ပင်မှာက၃ခွန်ခွန်ချပေးသွားခဲ့တယ်ပေါ့နော်။၃ခွန်ခွန်ဆိုတဲ့အတွက်ပေါင်းရှင်းခုနှစ်ပြိပဲထပ်ပြီးချပေးသွားတာဖြစ်ပါတယ်။၃ညနဲ့ခွန်နဲ့ထပ်ပေါင်းတော့ ခုနှစ်ဖြစ်ပါတယ်နင်းနဲ့ထပ်ပေါင်းတော့9ပေါ့နော်အဲ့ဒီ9ကိုပါပါယူတော့6ပေါ့နော်9လေးပြိကုတ်ပေးတာ6 9လေးခြားပြီးသွားခေတာဖြစ်ပါတယ်ဒါကြောင့်မို့အဲ့ဒီမှာ3လုံးပေါင်းရှင်းတိပရိဖြစ်ပါတယ်နောက်ထပ်ခွန်လေးပေါင်းရှင်း7တိကုတ်နင်းနဲ့ပေါင်း3 3ရဲ့ပါပါရှိပေါ့နော်3ရှိပြိကုတ်ပေးမှာဖြစ်ပါတယ်ခြားပြီးသွားတာက963ပေါ့နော်963ဆိုတဲ့ပေါင်းရှင်း၄ပြည့်ဖြစ်ပါတယ် ၃ရှစ်ပလိတ်ကိုပေးတာလေးပလိတ်963ဖြစ်ပါတယ်။နောက်ထပ်ဒီလေး3ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်။လေး3ပေါင်းခွန်ခွန်ကို2ပေါင်း9 9ရပါပါလေ။9လေးပလိတ်ကိုပေးတာ6ရှစ်ခွန်ဆိုတဲ့အတွက်ဒိတ်လေးပိတ်3လုံးပေါင်းရှင်းဒီပလိတ်ချပေးသွားခဲ့တာဖြစ်ပါတယ်။၃ခွန်တထပေါင်းမှာပါနော်၃ခွန်ပေါင်း၃၀နင်းနဲ့ပေါင်းရှင်းနင်းနင်းရဲ့ပါပါခုနှစ်ဆိုတဲ့အတွက်နင်းခွန်ပေးမှာဖြစ်ပါတယ်နင်းခွန်ပရိပေါ့နော် အဲ့မှာနိနိခွန်ဆိုတဲ့အတွက်ပေါင်းရှင်းတိပရိပဲတပည့်ချပြီးသွားတာဖြစ်ပါတယ်။ခွန်နဲ့ခွန်နဲ့ပေါင်း၁၄ပေါ့နော်၄ကိုနိနဲ့ပေါင်း၆ဆိုတဲ့အတွက်၆တိပရိကိုပေးမှာဖြစ်ပါတယ်။၃၈၈ဆိုတဲ့အတွက်၃လုံးပေါင်းရှင်း၉ပရိချပြီးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ကိုယ်ချိန်မှာတော့တွင်ဒီအရာကျွန်တော်ဒီနိခွန်ခွန်၃၈၈ဆိုတဲ့အတွက်ဒီခွန်နဲ့ရှင်းနဲ့ပေါင်းတော့၅၅ကို၄၅ကိုနိပေါင်းခွန်ဆိုတဲ့အတွက် ခွင်နဲ့နင်းတဲ့အဲ့ဒီပြိဋ္ဌာန်လုံးကိုပယ်ရမှာဖြစ်ပါတယ်ဗောနော်။ Okay ဒါဒီတွင်းနည်းအရာဗောနော်။ရှေ့ရပင်နေတော့ဒီတိုင်းပဲတောက်ချောက်ချပီးလာခဲ့ပြီပြီဖြစ်ပါတယ်ဗောနော်။ဒီကို6နှစ်ကနေစာပြီးပြပေးတာချင်းဖြစ်ပါတယ်။ကိုခွန်ကိုတော်များ6တော့အနေနဲ့မပြတော့တာဖြစ်ပါတယ်ဗောနော်။6639ခနေပြည့်နှစ်တများကိုတိပြည့်ခွန်ခွန်ကို3ပြည့်900ခွန်ပြည့်3009ခွန်ပြည့်ပါနော်963လေး 68 99 3889ဘောနော်โอเคဒီကိုချိန်မှာတော့တနည်းအရာခွန်နဲ့နင်းနဲ့အဲ့ဒီပြိဿနှလုံးကိုပေးထားတာဖြစ်ပါတယ်ဒီမှာ3694ခွန်ဘောနော်963မှာ38နောက်ထပ်တစ်ပြည်မှာ94ခွန်ဒီမှာဘောနော်ရေးပြထားတာ3694ခွန်68ဒီမှာဘောနော်6တိဒီကိုချိန်မှာတော့ခုနှစ်ပြိတ်ကိုပေးရမှာဖြစ်ပါတယ်ဘောနော်အပင်ပေါင်း 30နဲ့လဲချိန်ထိတပြေးချပေးမပေးခါတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ Okay ခွန်နဲ့နင်းနဲ့ပရိတ်ကိုချိန်နေတဲ့မိတ်ဆွေတွေအတွက်ကတော့ကျွန်တော်ချင်းချင်းရမှာဖြစ်ပါတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်အရှိန်မှာတင်ပေးထားတဲ့ပရိတ်20ဒီမှာပြန်ကြည့်အောင်ပေါ့နော်။သုံးတုံများခွန်ပရိတ်အားနေတာဖြစ်ပါတယ်အခုအခွန်နည်းဆိုတော့သုံးတုံများခွန်နည်းပရိတ်ကိုပေးမှာဖြစ်ပါတယ်ဗောနော် ပရိတ်20နံပါတ်10မှာ63နည်းဆိုတဲ့အတွက်63နည်းကိုပရိတ်ပေးရင်ရှစ်ပရိတ်ပဲကျန်မှာဖြစ်ပါတယ်။ Okay ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပရိတ်အားနည်း20ကိုလည်းထပ်မံသင်ပေးတော့ပါဦးမယ်ခင်ဗျာ။